ဒီစစ်တပ်လိုလာတဲ့ပါတီနဲ့စစ်တပ်ကိုစားပြုတဲ့ကပိုက်ဆောင်ပါတီနဲ့ဒါမတူဘူးသဘောတဘာဝတွေကเนาะအမစစ်တပ်လိုလာတဲ့ပါတီတွေဆိုတာများတော့အဖြစ် conservative party လို့ပြောတဲ့အမျိုးသားရေးပါတီတွေက မျိုးသားရေးကိုဒါဥထိတ်တင်ပြီးပြောကြတဲ့ပါတီတွေကဒါစစ်တပ်လိုလာတဲ့ပါတီတွေဖြစ်တယ်။ဒါပေမဲ့သူကစစ်တပ်ရဲ့တံမိုးထားမှုတွေကို နဲ့ပါတီရဲ့တာမိုးထားမှုပါမျှဝေရှယ်ထားတာတော့ဖြစ်ချင်ဖြစ်နော်စစ်တပ်ကိုစားပြုပါတီကြတော့အဲ့လိုမဟုတ်တော့စစ်တပ်ရဲ့အာဏာပိုင်ဆိုရေးအတွက်ကရိယာတစ်ခုအနေနဲ့လက်နက်တစ်ခုအနေနဲ့လက်ကင်ဒုတ်တစ်ခုအနေနဲ့သူကတုံးပြတဲ့ပါတီဖြစ်တယ်ဒီပါတီနှစ်ခုရဲ့သဘောတော်ကမတူနော်အဲ့တော့ပါတီကကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသလားလို့ပြောလို့ရှိရင်စစ်တပ်လိုလားတဲ့ ပါတီတွေမှာနော်ခေါင်းဆောင်မှုနော်လုံပိုင်ခွင့်အရာလဲသူကဆုံးဖြတ်တယ်သူတို့ဒီပါတီခေါင်းဆောင်တွေကဆုံးဖြတ်ကြနော်စစ်တပ်ရဲ့ကပိုက်ဆောင်ပါတီကြတော့အဲ့လိုမဟုတ်တော့ဘူးခေါင်းဝင်းစည်းချုပ်ကဆုံးဖြတ်တယ်သူကဝေလောက်တယ်